ဟုတ်ကဲ့မိတ်ဆွေများအားလုံးပဲမင်္ဂလာပါຫນွေဦးတင်းများကန္တမကျေးဇူးလိုက်ပါတယ်မိတ်ဆွေတို့အနေနဲ့ຫນွေဦးတင်းများကိုစင်စက်မပြတ်ကြည့်ကြည့်နိုင်ရန်အတွက် subscribe လေးများအင်ဦးဆုံးလှူထားပေးကြပါလို့တောင်းဆိုချင်ပါတယ်ခင်ဗျဟုတ်ကဲ့အခုတင်ဆက်ပေးမယ့်အကြောင်းအရာကတော့ကိုကိုကိုတော့မကပွဲနိုင်တော့တဲ့မဟာလာရရပါသာစာဘုရားတိမြာလက်အကုန်နေရပြီဒီသူများပြတ် ပုံမြင့်ကျမင်္ဂလာပါရှင်အခုကြောင်ရံရဲ့ပသက်တဲ့ဗီဒီယိုဖိုင်ကိုတော့အနောက်မှာတင်ဆက်ပေးထားတာဖြစ်တာမို့ဝင်ရောက်ကြည့်ရှုဝေဖန်သုံးသပ်ပေးကြပါဦးရှင်ဒီကနေ့မှာလူမျက်ကျော်အထူးတင်ဆက်မယ့်အကြောင်းအရာကတပေါင်းစစ်ချီတောင်းစစ်တီတောင်းချီတက်လိမ့်မည်ဆိုရယ်အပြုတ်မှုပြောဆိုတွေလောက်ကန်ဆောင်ရွက်မှုတွေ ရှိရမယ်။တဖက်မှာလည်းကျွန်တော်တို့ဟာတမူးများနီလာကနေလုံးကြာတွေးတက်လောင်းကြတော်လန်ကြီးကိုတွေးတက်လောင်းကြလို့တရဇက်ပြောဆိုဆောင်ရွက်နေချိန်မှာလေဆောင်ရွက်နေချိန်မှာအမျိုးသားညီညွတ်ရေးအစိုးရကာဝေးဝန်ကြီးဌာနဦးကြီးမူကဒီနေ့တမူးများတင်နန်းစင်ပွဲများအပြိုင်အဆိုင်ပါပဲအတို့တွေထိုးစစ်ကြီးတယ်ဗျာဒါတွေနဲ့ပတ်သက်ပြီးဒုတိယပိုင်းမှာ ပြောမယ်ပထမတော့တော်လန်တရင်တွေပေါ့ဆိုတော့ကဈေးတယ်ဈေးရောက်လို့ပဲအပြိုင်ဆိုင်ရောင်းကြတော့ဝယ်သူဈေးတက်တာတော့ဒီဥပမာနဲ့နိုင်ရှင်ပဲဆိုရင်တော်လန်ကြီးသမားတွေနိုင်ငံကြီးသမားတွေအပြိုင်ဆိုင်တော်လန်ကြီးကိုတက်ညီနေနေလောက်ကြတော့ပြည်သူမြန်မြန်လွတ်မြောက်တာပေါ့ဗျာကြိုဆိုရမယ်ကိစ္စပဲပါအဲ့တော့တော်လန်တွေကိုအရင်တင်ဆက်ကြရအောင်ဒီကနေ့တော့ ရက်ကွက်အုတ်ချုပ်ရေးမှုတွေဖေဆလောင်းလံနေနေလို့တတ်မှတ်လို့ရပါတယ်တပေါင်းလာပြင်းနေမှတ်မှတ်ရရအောင်အဲ့တော့ကျွန်တော်တို့စဉ်ဆက်မပြတ်နဲ့ရက်ကွက်အုတ်ချုပ်ရေးစနစ်ရိုက်ချိုးကြတရင်တက်ဖွဲ့မှန်သမျှအထူးလုံရှားတက်ပြီးဖွဲ့ပြီးရက်ကွက်အုတ်ချုပ်ရေးရန်မှုစေမှုတွေလာဝကတွေစီပင်နေတရားရုံးတွေ yes ခန့်တွေ yes ခန့်အနေနဲ့လက်လက်ရှိသလိုခဏဖေတာတော်ရီကို ပြိုင်နဲ့ရိုက်ချိုးကြဒီလိုစော်ကြထွက်ပေါ်လာပြီးမှဒီကနေ့ဆိုရင်ပယောကမှန်တော့တုံဆင်းလာပြီပါအတိကရန်ကုန်နဲ့အနီးဆက်ဆုံးဖြစ်နေတဲ့တာယာဝတီခရိုင်မှာရက်ကွက်အုတ်ချုပ်ရင်မှုနဲ့ပြူစော်ဒီ20ပြက်ကတ်ခံပြီးမတာပေါ်ပြီးနောက်ပိုင်းမှာရက်ကွက်အုတ်ချုပ်ရင်မှုဆိုတဲ့ကောင်တွေကိုစစ်တပ်ကလုံခြုံရေးပေးဖို့စူးစမ်းတဲ့ဗျာဘသူတွေနဲ့ပေးမှလဲဆိုတော့ပြူစော်ထီတွေ စစ်တပ်ဟာသူ့ကိုယ်သူတော်မကာဝယ်နိုင်တော့ဘဲဗံပေါ်မှာကြောက်ဖြူမှာစစ်တွေမှာဒီကနေ့ဆိုညောင်ကျိုးညောင်ချီတော့မှာနိုင်ရံတော်စခန်းမှာဗံပေါ်မှာဝိုင်းပေါ်မှာအဆရှိတဲ့နေရာတွေမနေ့ကနှစ်ထိုးကြီးတစ်စဲအဆရှိတဲ့နေရာတွေမှာသူ့ကိုယ်သူတော်မတမကာဝယ်နိုင်ပဲခွေးပြေးပြေးနေရတဲ့အခြေအနေမှာရက်ွက်အုပ်ချုပ်ရေးမှုတွေကိုကာဝယ်ပေးနိုင်မယ်လို့ မျော်လင့်နေတာလားလို့ဒီနေရာကတဲ့တဲ့မေးကြည့်ရှင်ပါသေးတယ်ဗျဆိုတော့ဒီနေ့ diary cry မှာလူငယ်တွေကိုပေါ်တာဆွဲတယ်ရွေးကောက်ပွဲလုပ်ဖို့လုပ်တယ်စစ်ကောင်စီအုပ်ချုပ်ရေးရန်ရာကြီးလည်းပတ်နာအောင်ညီပေါင်းစုံနဲ့အထောက်အကူပြုနေတဲ့အကြမ်းဖက်ဖက်စစ်တပ်ကခန့်ထားတဲ့အုပ်ချုပ်ရေးမှုစစ်တပ်တောက်တိုင်တွေကိုတော်လိုက်တဖွဲ့တွေကတရဆက်တရဆက်တစ်တန်ခတ်နိုင်ခဲ့ပါတယ်ကျွန်တော်တို့စော်အောင်ချက်ပုံနေပါတယ် ကျွန်တော်နဲ့တူပြည်သူလူထုကြည့်ရှုတဲ့ပြည်သူလူထုတိုင်းနဲ့ချီဟာအခုဆိုရင်တော်လန်ရေးကိုထိညှိညွန်ကြားပဲ့ပြင်ဆောက်ရှောက်နိုင်တဲ့အခြေအနေမျိုးကိုရရှိပါတယ်ဆိုတော့ကျွန်တော်တို့ပြောတာကြောင့်လောက်တာမျိုးလို့တော့တတမတဲ့အာယူဆလို့မရပေမဲ့ကျွန်တော်တို့တိုက်နှုန်းစော်အချက်လေးအနည်းငယ်ပါဝင်နေလို့တော့ခံစားမိပါတယ်ဒါကြောင့်မို့ရကွက်အုပ်ချုပ်ရေးမှုတွေကိုတိုင်ရင်တက်ဖွဲ့တွေကတရဇက် တက်ရာနဲ့ချီတရင်တက်ဖွဲ့ပေါင်းရာနဲ့ချီဟာလှူရှားထူးတက်ဖွဲ့ဖွဲ့ပြီးတိဆက်နေမြေတွေကရောက်ကအုတ်ချုံမှုတွေကိုရှင်းကြပြစ်တဲ့ခတ်ကြလို့တိုင်လုံးစော်ပြီးပါတာယာဝိခရိုင်မှာရောက်ကအုတ်ချုံရန်ရလုံးဝပျက်စီးသွားလောက်အောင်ဖပြင်းတိတ်ဆောင်နေရတဲ့နှုတ်ထွက်တာတွေဖြစ်တယ်စစ်တပ်တွေသွားပြေးနေရတယ်အုတ်ချုံရန်ရရက်တက်သွားတဲ့အခြေအနေထိရောက်ခဲ့ပါတယ် မေယုံမရှိနဲ့တာဝရီခရိုင်နဲ့လမ်းမေးကြည့်လိုက်အဲ့တော့စစ်တပ်ဟာသူ့အချုပ်အရန်ထဲဟာရက်ကအုပ်ချုပ်ရေးစနစ်ပြိုပြတ်သွားရင်လဲပတ်လို့မရမှန်းသိတဲ့အတွက်ပြိုစောထိတွေကိုလက်နက်တပ်ဆင်ပေးပြီးတတ်တော်ဆောင်အဖြစ်ထားရင်မြို့နယ်ထူထူအုပ်ချုပ်ရေးဦးစီးဌာနကလူကြီးရေးစင်းတွေတောင်းခံပြီးတော့လက်နက်တပ်ဆင်ပေးမယ်လို့သိရပါတယ်အခုဆိုရင်စစ်မှုထမ်းပေါ်တာဆွဲပြန်ပေးဆွဲဖို့ငွေကောက်တာတော့ခေပေးနေပဲလွဲခိုင်းပါတယ်လူအတွေ့မခံနိုင်တဲ့အခြေအနေပါ စစ်တပ်ထဲမှာပွားပုံးနေရပါတယ်အဲ့တော့ဒီစော်ဒီကိုတနပ်ပြတင်နှံပေးမယ်နော်တနပ်ပြတင်နှံပေးမယ်အုတ်ချုပ်ရင်းမှုတွေကိုတတ်တော်ဆောင်လုပ်ခိုင်းမယ်လို့ဆိုပါတယ်အချင်းချင်းလည်းခွတ်ဆောင်ခုတ်ကြပါလိမ့်မယ်တိတ်မကြပါဆိုတော့ဒီလုပ်ငန်းစဉ်ကိုဆက်အကောင့်ထဲပို့ကြတယ်ဒါရီခိုင်အပါဝင်ဘကိုးတိုင်းတတိုင်းလုံးရန်ကုန်တိုင်းတတိုင်းလုံးမန္တလေးတိုင်းတတိုင်းလုံး ။ဇဂိုင်းတိုင်းတိုင်းလုံးမကွေးတိုင်းတိုင်းလုံးကရှိတဲ့ပြည်သူ့ကာဝေးတပ်မတော် PDF MOD အောက်ကဖြစ်စီမဖြစ်စီ LDF ဆိုတဲ့တိကျတက်တော်တွေတိုင်းသားအီအော်တွေကနီးစက်ရာထိဆက်နေမြေတွေကရက်ွက်အုတ်ချုပ်ရေးမှုနဲ့ရိုင်းမှုစိန်မှုတွေကိုဒါပြိုင်နဲ့လှုပ်ရှားတက်များနဲ့အထူးလှုပ်ရှားတက်များဖွဲ့စည်းကပြစ်တယ်ခတ်ကြပါရဲ့ထပ်မံတိုက်တွန်းတယ်လို့ 2025ဒီဇန်နဝါရီနဲ့မတ်လအတွင်းမှာတိုက်တွန်းစော်အော်ချက်တွေကြောင့်တာယော်ရီခရိုင်ထဲမှာလက်ဗရန်အုတ်ချုပ်ရီမှုကတိမ်ဝင်းနဲ့ဇနီးပြည်သူဆန်းဆန်းအုတ်ချုပ်မှုတန်းဦးမင်းလာကစစ်တပ်တရင်ပေးဦးရွှေပြူစော်ဒီရှမ်းလင်းအုတ်ချုပ်မှုတန်းထွေအုတ်ချုပ်မှုဝင်းလာပြူစော်ဒီကတော်ပြူစော်ဒီခင်မောင်ဝင်းတရင်ပေးထုံးနိုင်ရိုင်မှုအငယ်လေးခတ်တတ်နိုင်စုအုတ်ဖို့ကတင်နိုင်ထုံးအုတ်ချုပ်မှုညင်ဦးတရင်ပေးညိုညိုဝင်းပြူစော်ဒီမြင့်လွေတရင်ပေးအေးလွေ ဂျိုးဝင်ကောင်းမျိုးနေမှာပြူစောတီတန်းဆိုဘူးပြူစောတီအင်းမင်းသူအုတ်ချုပ်အမှုထွန်းအောင်စစ်တပ်တရင်ပေးကံဝင်းအုတ်ချုပ်အမှုကံမြင့်မရပြသူခင်ဝင်းပြူစောတီမြင့်လေဇီးကုန်းကပြောတာဟုတ်ပါဘူးသူများတက်ကဒုက္ခရောက်တာပြောစရာလားဗျဇီးကုန်းကပြူစောတီကောင်းဆုံးနေဝင်းသူတို့တွေတော်လိုက်တပ်ဖွဲ့တွေကပြက်ခတ်တိုက်ခတ်ရှင်းလိုက်ပါ ဒါတရောက်ဒီခရိုင်တခုနေမှာကျွန်တော်နေရာတွေကသတင်းတွေမပါသေးဘူးဒီကနေ့ပဲထပ်ပြီးရေးမှာလူငယ်တွေကိုစစ်မှုထမ်းမှုအတင်းအာမပြန်ပေးဆွေးငွေညှင်းနေတယ်အနေတွေရဲမျိုးသူကိုရေဘလူးပြက်ကရှင်းလင်းပြီးနောက်ပိုင်းမှာတိတ်နေရာလောက်တင်စီရမိပါနော်ရင်းမြို့ပေါ်အောင်ဒုက္ခရက်ကွက်မှာဘီယာတောက်နေတဲ့အောင်ဒုက္ခနယ်ရင်းရဲမျိုးသူဘီယာဘုံမရှင်းနိုင်ပါဘူး ေလူတပ်ဖွဲ့ရုံမဲကပြစ်ခတ်ရှင်းလင်းလိုက်ချင်းပြင်းလင်းလိုက်ပြီးတင်းစီလိုက်တဲ့အချိန်မှာကေဒီဇာဘန်ဆောက်တို့တွေမှာငွေချက်သိန်းတရာငွေသား၄သိန်းနေရင်းရဲကအနိုင်ချစ်ယူထားတဲ့ပစ္စည်းပစ္စည်းရွှေငွေတွေအပါဝင်ဒီနေရင်းဟာလောင်းကစားဝိုင်းထောင်းတယ်မူရင်စီတီဖြတ်တယ်ပြည်သူ့ကိုမတရားဖမ်းဆီးတဲ့ကောင်ဖြစ်တဲ့အတွက်ရေပလူကဒဏ်ခတ်ပါတယ်အဲ့တော့ရောက်ကအုတ်ချုပ်ရေးမှုဆိုတဲ့ကောင်လေး ဂိုင်းမီလုံကရက်ကွတ်အုတ်ချုပ်ရင်းမှုဆိုတဲ့ကောင်းကြီးအတွက်ပြန်လမ်းမဲပါပြီကိုတက်ကိုကိုဆောင်းလျှောက်ချင်ရင်အကူတွေကဖတ်ပြေးတာじゃんနောက်တစ်ခုမလိုက်မိတ်ဒီလာမလိုက်ခရမိတ်ဒီလာခရမလိုက်ပါနော်နတို့ကြီးမြင်းကြံမလိုက်တောင်းတာတိတ်ုံတိတ်မှာတခါတည်းထပ်ပြောတာလေဗမာပြည်ကြော်ယူဟိုတနေ့ကနှစ်ထိုးကြီး စော်ချက်ကနန်ထွက်နေတယ်အဲ့မထိုးကြီးတည်းနောက်ဆက်တွဲလေးကျွန်တော်ထပ်ပြောပြအဲ့တော့မလိုက်မှာလမ်းမပေါ်တက်ပြီးတနက်ကင်ပြီးပြည်သူကိုရန်ကားနေတယ်ရဲခွေးနှစ်កောက်တက်ခလိုက်ပါမနှောကန်ရဲစခန်းကောင်တွေဖြစ်ပြီးမလိုက်လက်ဆွေရွာမှာဂိတ်ချတာလေကင်းမုံထားတယ်ရဲခွေးနှစ်កောင်ကလမ်းပေါ်တက်ပြီးပြည်သူကိုအနိုင်ကျင့်တာ တမျတိုက်တယ်လို့ပဆန့်တောင်းနေတဲ့အချိန်မှာရေဘူးတက်ဖွဲ့ဝင်ရှင်းပါလေအဲ့တော့မတပ်ပေါ်သွားတာတေချင်းစိုးတာပေါ့ဗျာခွင့်တက်မိုက်တဲ့ကောင်အောက်မှာစစ်မှုထမ်းနေအရာထမ်းနေတဲ့အကောင်မှန်သမျှဤကွဲတူတေချင်းစိုးပါလို့လူမြတ်ကျော်ကဤကွေးရှင်းကိုအကြောင်းမဲ့ထုတ်ထားတာမဟုတ်ပါအကျိုးနဲ့အကြောင်းနဲ့အချက်နဲ့အလက်နဲ့ ်ထုတ်ထားတယ်ဆိုတာအခုဖြစ်ရတွေကတက်တည်ပြလျက်ရှိနေပါတယ်တစဲမြောက်ဘက်စင်ငယ်ရွာပြူစောဒီစကန်တစဲအနောက်ဘက်ဝရငယ်ရွာရွာတိတ်ရွာတွေကိုဝင်ဖြစ်ပါတယ်ဝင်တိုက်ပါတယ်အဲ့တော့ဝင်တိုက်ခိုက်မှုပါပြူစောဒီစကန်တွေလက်မလို့နိုင်ရတဲ့လေချောင်းတိုက်ခိုက်မှုတွေစစ်တပ်ကဒရဇက်ပစ်ကူနေတဲ့အတွက်ရဲဘော်15ဦးကြာဆုံးခဲ့ရပါတယ် ကလီကမာကလီကွာကောင်ကြီးလည်းရှိနေတယ်လို့အသက်ဆုံးတိုက်နေတယ်ကျွန်တော်တို့မျိုးဆက်ရဲဘော်တွေလည်းရှိနေပါတယ်စစ်တပ်ဘက်ကတော့20နီးပါးပေဆုံးပြီးစစ်တပ်ရဲ့တိတ်ဆုံးသူတွေဒဏ်ရာရသူတွေကိုကန့်ဘလူအမှတ်600စစ်ဆေးရုံမှာတင်ထားတယ်သိရပါတယ်အဲ့တော့ဒါကခုနပြောတဲ့20အချီနီမလိုက်အချီနီတာယာဝတီအချီနီ ဒါတွေဖြစ်ပါတယ်။ရေမြို့နေအခြေလေး။ဒါတွေကိုတင်ပြပြီးတဲ့နောက်မှာဒီကနေ့ကြောက်ဖြူပဲခဏလှည့်ကြည့်အောင်။အရကတတော်အေးအေးတရဆတ်ထိုးစစ်စင်နေတဲ့ဒညောက်ဒီရေတဲ့စခန်းအပါအဝင်ကာကင်းနေပြီးရွာပြီးထိတ်ချုပ်ထားနိုင်တဲ့အခြေအနေမှာဒညောက်ဒီကြောက်ဖြူမှာကြောက်ဖြူအထူးစီးပွားရေးစုံဒီနဲ့စစ်ကစီမံကိန်းအကောင့်တွေပေါ်နေတဲ့နေရာကိုဖတ်စစ်တာ လက်နက်ကြီးတွေနဲ့တိုက်ခိုက်တယ် drone တွေနဲ့ဘုံကျဲတယ်လို့ကျွန်တော်ကြားရပါတယ်အဲ့တော့ဒီကနေ့မလ7ရက်နေ့တနေ့ကဗျာမလ7ရက်နေ့ကကြရင်ကြီးရွာကိုစစ်ကောင်စီက drone တွေဘုံကျဲတိုက်ခတ်ခဲ့တယ်အင်း40တန်းမနဲ့ပြက်စီးတယ်6ရက်နေ့မှာလဲတညအုပ်ကြီးညီတဲ့မှာအနီးမှာရှိတယ်ဥကင်းရွာကိုတိုက်တယ်ဘုံကျဲတိုက်တယ်တိုက်ခိုက်တာအကြောင်းမဲ့တိုက်ခိုက်မှုတွေကြောင့်နေအလုံး190ဖြတ်စီးတယ်အခု ဒီနေ့စိတ်ကိုင်းအထူးဧရိယာတွေကိုပါဘုံကျဲနေပြီးတော့တရုတ်လုံချိုရေးတွေလည်းဒီစီမံကိန်းနေပြည်တော်မှာဘာလို့လို့ပါကံရမမသိနေဖက်စစ်တပ်ကိုပဲပြန်ပြစ်ရမလားဖက်စစ်တပ်ကလာပစ်တဲ့ drone တွေကိုပစ်ချရမလားဆိုပြီးတရုတ်အစိုးရထွက်ထံများအကြောင်းကြားနေလားမသိပါဘူးအဲ့တော့ဂျင်းနဲ့စိတ်ကိုင်းအထူးစုံတွေကိုဘုံကျဲရင်အဲ့ဒီထဲမှာတရုတ်လုံချိုရေးတပ်တွေရှိလို့မသာပေါ်ရင်တော့ပွဲကကြီကောင်းပြီဗျို့ဆိုတော့ ကြောက်ဖြူမှာဒီအခြေအနေရှိနေပါတယ်။ကြောက်ဖြူမျိုးသိမ်းတိုက်ပွဲကဒီကနေ့ပြင်းထန်လေးရှိနေပြီးတော့အနိပတ်ဝန်ကျင်ကရွာတွေအကုန်လုံးနှီးပါတိတ်လျှောက်နေကြရပါတယ်။တညောက်ဒီရေတက်ကိုထိုးနေသလိုစစ်ပင်ကရွှေမင်းကန်ဟွနောက်တစ်ခုကညောင်ကျိုးကြပြီးလို့ပြောလို့ရတဲ့အခြေအနေမှာဖက်စစ်တက်ကအကုန်လုံးညောင်ခြေရောက်ကိုစုပ်ပြီးမကြခင်အုတ်ရှစ်ပင်ပေါ့ဗျာကပါစာချက်ဒါတော်လန်တရင်နေရဲ့ နောက်ဆုံးသောမိနစ်များ၏အခြေအနေဖြစ်ပါတယ်။အဲတော့အစချီတားခဲ့တဲ့တပေါင်းစစ်တီအော်တပေါင်းစစ်ချီတောင်းစစ်တီတောင်းချီတက်လိုက်မယ်ဆိုတဲ့စကားနဲ့အတိတ်ပဲတူရဲ့စကားဒီကနေ့ကာဝေးဝန်ကြီးဦးရီမို့မြို့သားညညရေးအစိုးရကာဝေးဝန်ကြီးဌာနတမူးများတင်နန်းကိုပေးပို့တဲ့တံဝင်လွာမှာပေါ်ပြ ထားပါလေဒီကျုပ်တရင်တွေမှာလည်းဖတ်ပြီးသားဖြစ်ပါအဲ့တော့ဒီအရီနဲ့ပတ်သက်ပြီးကာဘာတွေကိုကျွန်တော်ပြန်ပြီးသုံးသပ်ပြချင်တာ။အဲ့တော့တမူးများတင်တဲ့ဟာတဏ္ဍာ135ဦးတယောက်ခဲ့တယ်လို့သိရပါတယ်။တောင်းတဲ့ချီတဲ့တနိုင်ငံလုံးအတိုင်းတာနဲ့အထွေထွေထိုးစစ်ကြီးဆင်နွှဲကြရတော့မယ်လို့ကာဝေးဦးကြီးဌာနကတိုက်ပွဲခေါ်တယ်ပေးပါတယ်။အဲ့တော့ လက်ရှိတမှုများတင်နန်းနဲ့ပတ်သက်ပြီးတော့လေတချို့အတန်တွေထွက်နေပြီးမြေကောင်းမှုနဲ့ရလက်လက္ခဏာတွေရှိတဲ့အတွက်ကြိုဆိုရမှာဖြစ်ပါလေနောက်ပြီးတော့ဒီတင်နန်းနဲ့ပတ်သက်ပြီးတော့ KIA အရာရှိတွေရဲ့အထူးစ조사ကူညီမှုကိုလည်းကျေးဇူးတင်ပါတယ်လို့ထလောင်းပြောကြားပါရစေကာဝေးရေးဝန်ကြီးဦးကြီးမွန်ကလည်းကျေးဇူးတင်ကြောင်းပြောတာပါအပတ်စဉ်တက်တမှုများတင်တန်း PDF စီယုံချုပ်ကဦးစည်းဆောင်ရွက်ပြီးအမတ်တေစစ်ဒေသမူနစ်မာမိတ်ကချင်လို့လိုက်တက်မလို့ KIA ကတင်နန်းအရာရှိတွေကဆောင်ရွက်ပေးခဲ့တယ်လို့ဆိုပါတယ်။ဟုတ်ပြီ။ဦးရီမုံကဝေးဝန်ကြီးဌာနမြို့သားညညရေးအစိုးရပြောတယ်လို့နိုင်ငံလုံးဆိုင်ရာထိုးစစ်ကြီးအထွေထွေထိုးစစ်ကြီးကိုတောင်းနေချီပြီးစစ်စင်နိုင်လိမ့်မယ်လို့စစ်စင်တော့မယ်လို့မပြောဆိုခဲ့ အရှိလေးကိုပြန်ကြည့်ရရင်လမ်းများအလုံးနေပြီတော့လို့ရုပ်တူရံကိုအိမ်ပြန်မဲ့ light အရာဝတီတိုက်ပထမဦးဆုံးကတော့ဒီဒီခေါ်ဆိုခဲ့ကြတာတွေ့ရပါတယ်။ဘာပဲဖြစ်ဖြစ်အပြိုင်အဆိုင်လုတ်ကင်ကြတာကိုကြိုးလိုပါတယ်။ကျွန်တော်တို့ကကျွန်တော်တို့လူမျက်ကြုံလေးတကွာပေါ့နော်။အင်အားစုတွေအသီးသီးတံမှုတွေထိဆက်ရတံမှုတွေကတံမှုများလီလာကန်ကြီးနဲ့တော်လိုင်းကြီးကိုတွေးတက်လောက်ကြလို့ဒီဘက်မှာအပြိုင်ဆိုင်စော်အောင်နေ လုံးမှာပဲတစ်ချိန်တည်းမှာပဲမြို့သားညူကြီးအစိုးရရဲ့ကာဝေးဝင်ကြီးဌာနကလည်းတောင်းတဲ့ချီတဲ့စစ်တီတွေနဲ့အထူးဒီထိုးတကြီးတနိုင်ငံလုံးစတင်မှုထုတ်ပြောလာတဲ့အခြေအနေကိုကြိုဆိုကြရမှာဖြစ်ပါတယ်အရှိမလမ်းများလုံးနေပြီးတော့တို့ကလည်းလုံနိုင်သလောက်လုတ်ခဲ့လိမ့်မယ်လို့ယူဆပါတယ်အားနည်းချက်တွေရှိတယ်လွဲချော်မှုတွေရှိတယ်စီမံကကုန်းအမှားတွေရှိတယ်တိုးတော့အမျိုးသားညီညွတ်ရေးအစိုးရက တကယ်လုပ်ရင်တကယ်ဖြစ်တာအများကြီးရှိပါတယ်ခုနပြောတဲ့တပေါင်းစစ်ချီတောင်းစစ်တောင်းချီတက်လိုက်မယ်ဆိုရင်အတိတ်နမိတ်နဲ့ထပ်တူနေတဲ့စကားဒီကနေ့ပြောကြားချက်ကိုကျုံဆုံးရမှာပါတပေါင်းလာပြီးနေမှာပဲတမှုများတင်တန်းဆင်းပြီးတော့ဒီစကားကိုပြောခဲ့ဖြစ်ပါပြောခဲ့တာကတော့တပေါင်းစစ်ချီတောင်းစစ်တောင်းချီတက်လိုက်မဟုတ်ဘူး ောင်းတဲ့ချီတဲ့စစ်တီတွေဟာနိုင်ငံလုံးဆိုင်ရာအထူးကြီးထိုးစစ်ကြီးစင်နွဲကြရတော့မယ်လို့ထုတ်ပြန်ပြောဆိုတာဖြစ်ပါတယ်အဲ့တော့ဆိုတော့အရှိမအောင်လမ်းများအောင်နေပြီးတော့သူ road to yangon အိန္ဒိယမှာလိုက်အရာဝီလာပြည်သူခုခံတော်လှန်စစ်ဒီတီဒါတွေအဆရှိရာတွေကိုဆောင်ရွက်ပြောဆိုထားပါတယ်ဒါတွေကိုအားလုံးရီမန်းချက်စီရီမန်းချက်နိုင်ငံရေးရီမန်းချက်တွေအမေရိကန်ညွှန်ရေးအစိုးရဟာ ပြောရတဲ့အတိုင်းအကောင့်တွေဖော်နိုင်မယ်ဆိုရင်တော့မတည်ရွေးကောက်ပွဲလေးပြတ်ပါလေပြည်သူတွေကိုပေါ်တာဆွဲနေတဲ့စစ်မှုထမ်းမတရားဥပဒေဖျက်ဆီးပြီးသားဖြစ်တယ်လို့ပြည်သူအာဏာကိုပြည်သူလက်ထဲပြန်အပ်နိုင်မှာဖြစ်ပါဒါကကျွန်တော်တို့တော်လိုင်းအင်အားစုများရဲ့အခြေအနေတပတ်မှာဖက်စစ်တက်ကဘာလုပ်နေလဲ ကျွန်တော်တို့ကုလသမဂ္ဂမကလို့ကုလသမဂ္ဂအဖေလည်းအားကိုးလို့မရတဲ့အခြေအနေမျိုးကိုလုံလုံရောက်ရှိလာပါပြီ။ဒီပအားကိုးပစိန်ရိုးလို့တဖွားဖွားပြောနေတဲ့ကောင်တွေကအခုဆိုရင်တရုတ်နဲ့ရုရှားစီမှာစီမဆိုပဲတဲချမ်းပတ်ပြီးဖြင့်ခံနေပါပြီ။သူတို့အာဏာသူတို့အကျိုးစီးပွားအတွက်ရိုင်းငယ်ခွန့်ပါပြောလိုက်တော့အချုပ်ချာအာဏာတည်တဲ့ခိုင်မြဲကြီး ပြီးပါအောင်ပစိန်ရိုးလို့ဆိုပြီးကိုပြောတဲ့စကားတော့ကိုမဆောင်ထိနိုင်တဲ့ဒီဖက်စစ်တက်စီကဘာမှမပြောလေးလို့မရတော့ပါဘူးဒီတိုင်းပြည်ကိုအစိတ်စိတ်အမှောင်မှာခွဲဖို့ဆောင်ရွက်နေပါရုရှားတရုတ်ကိုဖင်ပေးပေါင်းပြီးတိုင်းပြည်ကိုဖျက်လေတပတ်မှာကျွန်တော်တို့မျောလင်းနေတဲ့တန်တမာရေးတို့ဘာရေးတို့ညာရေးတို့ကိစ္စနဲ့ပတ်သက်ပြီးနိုင်ငံတကာအကူအညီတို့ကိုလုံးဝမေ့လိုက်ပါတော့ အမျိုးသားညီညွတ်ရေးအစိုးရကဒီနေရာကတခါတည်းထပ်မံတိုက်တော့အကြံပြုလို့တာကတန်တမန်ရေးဆိုတာကြီးကိုမေးလိုက်ပါတော့ယူကရိန်းပြည်နယ်ကိုပဲကြည့်မလားအကျိုးစီးပွားတွေနဲ့ရောပြုတ်နေတဲ့နိုင်ငံကအရေးကြီးကြီးกว่าလောက်တွေတပွားပွားတက်နေတဲ့အပေါ်ရန်ကတကာလောင်းထားတဲ့အခင်းချင်းကြီးပါဗျာအင်မတန်ယူစချာလီယာကောင်းနေလင်းလေလေပြကွေ့ပတ်ရှောင်မှုတွေနဲ့အကျိုးစီးပွားတွေဒါထုံမှုလေးရရှိနေပါတယ် ချီးမိတဲ့လက်တွေနဲ့သွားမနှုတ်ဆက်ကြပါနဲ့လူသားဆန်မှုနဲ့လူသားဆန်ရလွတ်လပ်မှုလူသားဆန်ရတရားမျှတမှုလူအဖွဲ့စည်းရဲ့ကောင်းကျိုးကိုစေတနာမှန်မှန်ရိုးရိုးသားသားနဲ့ဆောင်ရွက်ပေးနိုင်လိမ့်မယ်လို့ယူဆခဲ့တယ်မျှော်လင့်ခဲ့တယ်ကျွန်တော်တို့ရဲ့နောင်တလေးနှစ်ရောက်ခဲ့ပါအဲ့တော့ကုလသမဂ္ဂကိုမမျှော်လင့်တော့ဘူးကုလသမဂ္ဂမှာတော့ဒီမိုကရေစီမရှိပါဘူးကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေဘလို့ဆုံးဖြတ်ဆုံးဖြတ် အဘောကဗီဒီယိုအာနာကင်ထားတဲ့အကောင်ကြီးပယ်ချလိုက်ရင်ဘာမှလုပ်မရဘူးကုလသမဂ္ဂမှာတော့ဒီမိုကရေစီမရှိနေရင်ငါတို့ညီမနိုင်ငံအတွက်ဒီမိုကရေစီကိုကုလသမဂ္ဂမှာအကူအညီတောင်းလို့လည်းမဖြစ်နိုင်ဘူးနောက်တစ်ခုကုလသမဂ္ဂမှာဗီဒီယိုအာနာကင်ထားတဲ့ရုရှားနဲ့တရုတ်ကိုမာလာပစစ်တာပင်ပေးပေါင်းလိုက်ပါပြီတိုင်းပြည်ကစစ်သည်များဥစ္စာပေးပြီးသူ့အာနာအကျိုးစီးပွားအတွက် ဖင်ပေးပေါက်လိုက်တဲ့အတွက်နိုင်ငံတကာအခင်းချင်းတန်ကင်းတမန်ကင်းမှန်သမျှစူးစမ်းနေမနေပါနဲ့တော့ငါတို့မှာငါတို့ပဲရှိတယ်ဆိုတဲ့အတွေးခေါ်အယူဆကိုကင်ဆွဲတော်လိုက်ရေကိုတွေးတဲ့လောက်ပြည်တွင်းညီညွတ်ရေးကိုတည်ဆောက်စစ်နိုင်တိုက်ရေးတာဦးတည်အောက်ဝဲကိုမလဲမသိရှာပါလိမ့်မယ်အရင်ကဖြစ်ခဲ့တာတွေမှားခဲ့တာတွေတားနေခဲ့တာတွေယုံနေခဲ့တာတွေ ချက်ချင်းမဆိုင်ပြင်ဆင်ပါပြင်ဆင်လို့စိတ်ရှိပြောင်းလဲပြင်ဆင်လို့ခြင်းဟာအချိန်တစ်စက္ကန့်လောက်မကြာပါဘူးငါတို့ပြင်ဆင်ပြောင်းလဲတော့မယ်လို့ဆုံးဖြတ်ချက်ချပြီးတာနဲ့တပြိုင်နက်ပြင်ဆင်ပြောင်းလဲမှုစတင်တာပါတကယ်ပြောင်းချင်ရင်စက်တစ်စက္ကန့်ရဲ့အပုံတရားပုံတော့အပုံတရားပုံအတွင်းမှာပြောင်းလဲနိုင်ပါအကုန်လုံးကြီးတစုံလုံးကြီးမဟုတ်ပြင်ပြောင်းလဲမှုစတင်နိုင်ပါဒါကြောင့်မို့ တိုင်းငင်းတမန်ကြီးလေးမမျော်လင့်ပါဘူး။နောက်ဆုံးအချိန်လေးကျွန်တော်ပြောပြချင်ပါတယ်။ကျွန်တော်နိုင်ငံဟာဂုံတိတ်ခါဟာကျွန်တော်နိုင်ငံရဲ့အနေအထားအခင်းချင်းဟာဘလောက်ထိငွေတည်စုတ်ပြဂုံတိတ်ခါမနေလေဆိုရင်အိန္ဒိယနိုင်ငံတွေကိုပဲကြည့်ကျွန်တော်မြန်မာတွေဟာပြည်သူစင်မူတန်းဥပဒေကြောင့်တခုခုကြောင့်ထွက်ပြီးတိတ်ရှောင်တယ်။တရားမဝင်ဝင်ရောက်မှုတွေနဲ့အခမ်းမတင်လို့အဖမ်းခံရရင်လက်ထိတ်တန်းလန်းနေ အချုပ်သေးရောက်ပြီးအဖမ်းခံရတာဖြစ်ပါဒါပေမဲ့ကျွန်တော်တို့နိုင်ငံထဲမှာနိုင်ငံပေါင်းစုံကလူတွေကြားဖြန့်ခေါင်းစဉ်ကြီးနဲ့ရောက်နေရဘူးလက်ရှိအုတ်ချုပ်မယ်အုတ်ချုပ်ချေလာပါကြီးဆိုပြီးအာနာသိမ့်တဲ့ကောင်းတွေဟာနိုင်ငံရဲ့ဥပဒေနိုင်ငံရဲ့ဂုံတိတ်ခါတွေလုံးဝအတုံးမပြုတ်နိုင်ပါဘူးဂုံတိတ်ကကင်းမဲ့သွားအောင်တရုတ်ကိုဖိပေးပေါင်းနေတာပါဘာကြောင့်လဲအခု ကြားဖြတ်လုပ်ငန်းတွေလုပ်နေတဲ့ရွှေကုတ်ကိုကြောက်ခတ်ကေကေပတ်လောက်ကိုင်းမိုင်းလာအစရှိတဲ့ဒေသတွေကကြားဖြတ်နေကိုပြန်ပို့တဲ့အချိန်မှာစဉ်းစားကြည့်ပါငါတို့နိုင်ငံတွေကမင်းတို့ရောက်နေတယ်မင်းတို့တရားမဝင်ဝင်ရောက်လာတာလားတရားဝင်ဝင်ရောက်လာတာမစစ်ဆေးဘူးလားနိုင်ငံရဲ့ဥပဒေနိုင်ငံရဲ့အချုပ်အခြာအာဏာဆိုတာပမာလေမင်းတို့ကိုတန်းရှိပြတ်တယ်မင်းတို့ပါစပို့မင်းတို့ငါတို့ ဟိုဗီဇာတုံးရှိတာမြန်မာနိုင်ငံကခွင့်ပြုလာတဲ့ဗီဇာတုံးမရှိဘူးမရှိဘူးမင်းတို့တရားမဝင်ဝင်ရောက်မှုဖမ်းလားအင်္ဂရကခင်ဗျာတရုတ်ခင်ဗျာထိုင်းပါညာခဏလေးပါကျွန်တော်တို့ဥပဒေအရစစ်ဆေးပါစစ်ဆေးပြီးကြတော့ပြောင်းပေးပါဒါမျိုးလုံးဝမလုပ်သေးပါဘူးမလုပ်နိုင်ပါဘူးဒါကြောင့်ကျွန်တော်နိုင်ငံဟာကျွန်တော်တို့နိုင်ငံရဲ့ဇာတိပုံညာဂုံမာနာတွေဂုံတိတ်ခါတွေဥပဒေစီးနှောင်မှုတွေလုံးဝပျောက်ဆုံးပြီးအနိုင်ငံဘဝနဲ့မြန်မာလူမျိုးကို ညီမနေမြေတိုင်းပြည်ရဲ့နေမြေတွေကိုကြားတောင်းချောင်းနေတဲ့အခြေအနေကိုရင်ဆိုင်နေရပါတယ်နော်လုံးဝမပေါ်ပါလေအဲ့တော့အတုစုတည်ကြမယ်တက်ညီလက်ညီလုံးကြမယ်အပြိုင်ဆိုင်လုံးကြမယ်အပြိုင်ဆိုင်လုံးလို့တစ်ဖက်အမျိုးကြီးကလည်းတော့ဝုံနိုင်ချေအောင်တိုက်ကြမယ်ဒီဘက်ကကျွန်တော်တို့တော်လိုင်းအင်အားစုတွေအခြားသောအင်အားစုတွေကလည်းကျွန်တော်အပြိုင်ဆိုင်လုံးကြရင်ပြည်သူမြေမြန်လွတ်မြောက်တာပေါ့ဈေးဝယ်တယ်လို့ပါပဲဈေးဆိုင်ကြီးများလာရင် ဈေးဝယ်သူတက်တာတော့ဒါကြောင့်မို့ငါတို့နိုင်ငံငါတို့လူမျိုးရဲ့ဇာတိပုံညာအကုန်မာနနဲ့ငါတို့နိုင်ငံရဲ့အချုပ်ရှာအာဏာငါတို့နိုင်ငံရဲ့ဂုံတိတ်ကာအတွက်ငါတို့နိုင်ငံရဲ့အနာဂတ်တိုင်းပြည်အတွက်ငါတို့စစ်ကိုအနိုင်တိုင်းမာတာလေးကြပါလိမ့်မယ်အချာနီမတွေ့တော့စစ်အနိုင်တိုက်ရေးလမ်းကိုရွေးချယ်ထားပြီးသားဖြစ်တဲ့အတွက် ောင်မွေးကိုသာဒီဇိုင်းမဲ့မဲ့ရယူမယ်ဆိုပြီးတန်တိတ်ထန်ချပါစစ်ကိုအနိုင်တိုက်မယ်ဆိုတဲ့နေရာမှာထပ်ဖြည့်ပြောပါမယ်စီနိုင်ငံကြီးအချိုးကျပေါင်းဆက်ပါလွှမ်းမိုးဆွတ်ဖက်ခြင်းမရှိစေရတော်လည်းဤတရက်ကိုစင်နှွေးရင်နိုင်ငံကြီးအတွေးခေါ်ယုံကြည်ချက်မပါတဲ့လက်နက်ကိုင်တဲ့လူတွေဟာအချိန်မီ၍ပြောင်းလဲတဲ့ဘေးထွက်ဆိုးကျိုးတွေရှိလာနိုင်ပါတယ်ဒီနေ့တော့ဒီလောက်ပါပဲ ခိုင်ပါတဲ့တန်တိထန်နေငါတို့နိုင်ငံကိုငါတို့ပြန်ကျူးဒီနေ့ရောက်တယ်ပါကျေးဇူးတင်